င်္ဂလာပါရှင်ကျမကတော့ချူချူဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါမြန်မာနိုင်ငံစလင်းစင်ပြူကျွန်းကားလန်းကနေစစ်ကောင်စီတပ်တွေစစ်ကြောင်း၃ကြောင်းခွဲပြီးတက်လာလို့မကွေးတိုင်းထက်ကတချို့ကျေးရွာတွေမှာတိုက်ပွဲတွေဖြစ်နေပါတယ်ဒီသတင်းအပြည့်စုံကိုမော်ရစ်ကပြောပြပေးမှာပါရှင်ဝိတိုင်းဒေသကြီးစလင်းမြို့နယ်ထဲမှာနေမြေရှင်းလင်းဆိုပြီးတင်ကားတွေပါဝင်စစ်ကြောင်း၃ကြောင်းခွဲပြီးတက်လာနေလို့နေမြေကန်တော်လိုင်းတက်တွေနဲ့တိုက်ပွဲတွေဖြစ်နေပါဗျ တင့်ကား၂စီးတန်ကြက်ကာကား၂စီးနဲ့ဖောကားတွေပါတဲ့စစ်ကြောင်းကမကွေးမြို့ကနေစလင်းမြို့ဘက်ကိုတကြောင်တက်လာနေပြီးစလင်းမြို့နယ်တညောင်တိုက်နယ်ကနေစစ်ကြောင်းတကြောင်စလင်းစင်ဖြူကျွန်းလန်းဘိုင်းကနေစစ်ကြောင်းတကြောင်ဆိုပြီး၃ကြောင်ခွဲတက်လာနေတာလို့စစ်တပ်ထောက်ခံသူတွေရဲ့သတင်းတချို့မှလည်းဖော်ပြနေကြပါတယ်လက်တလောတိုက်ပွဲတွေဟာအစင်ဖြူကျွန်းသားကပန်းတိန်ကုန်းကျွရနာတိရောက်လာပြီလို့စလင်းပကဖအဖွဲ့ကလည်း DBB ကိုအတည်ပြုပါတယ် ပြီးခဲ့တဲ့ဇွန်လ28ရက်နေ့ညကလည်းစစ်ကောင်စီစစ်ကြောင်းစလင်းမြို့ထဲရောက်နေတဲ့အချိန်စလင်းမြို့စစ်ကောင်စီထောင်လန်းရေးကျုံးကိုအပြင်းစားမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့စလင်းမြို့နယ်ယူဂျီပူပေါင်းရေးအဖွဲ့တွေကသတင်းထုတ်ပြန်ထားပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုစလင်းမျိုးပြယူကြည်ကြပေါအဖွဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ပလဖရာကြီးပောက်တောင်ပိုင်းကျမ်းမာရေးတူနာပြူတပ်ဖွဲ့နဲ့ဗမာတပ်တော်ပူပေါင်းအဖွဲ့တို့ကပါဝင်ခဲ့တာဖြစ်ပြီးရဲဘော်တွေအလုံးထိခိုက်မှုမရှိဘဲပြန်ဆုတ်နိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ် ဖော်ခွဲတော့လို့ကျွန်တော်တို့ဒီညာရှင်းနာရဲ့အချိန်ပေါ့နော်ဒီစနေမျိုးရဲ့ဒီစာရဖဒီတောင်းလိုင်းရုံကိုကျွန်တော်တို့ဒီအဝေးလေးစနေလည်းပဲဖော်ခွဲတာပေါ့မိုင်းရတော့အတင်းလေးထိရောက်တယ်ဆိုတော့ဒီထိဆိုင်မှုလည်းရှိနိုင်တယ်ပေါ့နော်အစားအုပ်ကတော့ပြည့်စည်တာပေါ့ကျွန်တော်တို့ပေါ်ခွဲချိန်ကတော့ဒီခွေးစီကြောင်ပေါ်တော့ရွာဘက်မှာဒီစတောင်းဝင်နေပြီပေါ့နော်စတောင်းထုံးနေတဲ့အချိန်ကျွန်တော်တို့ကလည်းနောက်ကနေပြီးတော့ဒီခွေးတွေရဲ့အလစ်ကိုဝေပြီးမှကျွန်တော်တို့ပေါ်ခွဲခဲ့တာပေါ့ပြည်သူ့ကာကွယ်ရေးအဖွဲ့စလင်းကလည်းစလင်းစင်ဖြူကျွန်းလမ်းပိုင်းတွေကိုယာယီပိတ်ထားတယ်လို့ပြည်သူတွေကိုအသိပေးထုတ်ပြန်ထားပါသေးတယ် ီးခဲ့တဲ့ဇော်လာ28ရက်နေ့မှာဆလင်းမြို့နယ်ကထွက်လာတဲ့တင့်ကားနဲ့တန်ကြက်ကာကားတွေအပါစစ်ကြောင်းဟာစင်ဖြူကျွန်းမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့အတွက်ဆလင်း၊မိုးဝင်း၊တရက်ချင်းစင်ဖြူကျွန်းလမ်းပိုင်းတွေကိုခီးသွွားပြည်သူတွေအသုံးမပြုဖို့ဆိုပြီးထုတ်ပြန်ကြမှာပါတာပါခီးသွွားကားတွေအနေဖြင့်လည်းစစ်ကောင်စီရန်တန်းနေနဲ့အနီးကပ်မောင်းနှင်တာမျိုးမလုပ်ဖို့အသိပေးထားပြီးအချိန်မရွေးတိုက်ပွဲဖြစ်တဲ့အခါစစ်ကောင်စီတပ်တွေကကားတွေကိုချောဆွဲတာမျိုးလုပ်တဲ့အတွက်မှားယွင်းပစ်ခတ်မိနိုင်တဲ့အခြေအနေမျိုးတွေကြောင့်လမ်းကိုယာယီပိတ်ထားတာလို့ပြည်သူ့ကာကွယ်ရေးအဖွဲ့အစလင်းကမြစ်တာရက်ခံထားပါဗျ။ ဆလင်နာတဝိုက်ကဒေသခံတအူးကလည်းလက်ရှိအခြေအနေတွေကိုအခုလိုပြောပြထားပါတယ်ဆရာဆရာကိုဟာတိုက်ပွဲကကိုကဖြစ်နေတော့မှာငိုးငိုးရတော့နင်းနဲ့ဖမ်းတယ်လို့ပြောရင်ငိုးရင်းမှာလေသူတို့ကသူတို့ကတော့ကိုဟာဖမ်းတော့ဖမ်းလာရပေါ့နော်ဒါပေမဲ့ဒီနေ့ကဒီနေ့ကျတော့အဲ့လူတွေတန်းဆက်တယ်လို့ပြောတယ်စစ်ကြောင်းတုံးကြောင်းခွဲပြီးဝင်လာနေတဲ့အတွက်မကွေးတိုင်းကတိုက်ပွဲတွေဖြစ်နိုင်ခြေရှိတယ်မိုးဝင်ဂုံခွင်းပေါင်လုံးတာစီရွာအပါဝင်ကြေးရွာအများစုကဒေသခံတွေဟာဘေးလွတ်ရာကိုရှောင်နေကြပြီဖြစ်ပါတယ်ကျွန်တော်မော်ရစ်ပါ အစရောလေးလေးနဲ့ချစ်သူဝေတို့ဥဆောင်တင်ဆက်တဲ့ရောင်နီ live in Florida ဂီတဖြောပေပွဲကနေတော်လိုင်းရေမုံငွေ9000ကျော်ရရှိခဲ့ပြီးစင်းအသေးစိတ်ကိုမကြခင်မှာထုတ်ပြန်မယ်လို့ပွဲစီစဉ်သူတွေကပြောပါတယ်ဒေသစံတော်ချိန်ဇွန်လ28ရက်နေ့ကအမေရိကန်ပြည်ထောင်စု Florida မှာပြုလုပ်ခဲ့တဲ့ရောင်နီ live in Florida ဂီတဖြောပေပွဲဟာအစရောလေးလေးနဲ့ချစ်သူဝေတို့ရဲ့ US tour မှာစတုထမြောက်ပွဲဖြစ်ပါတယ် Live in Florida ပွဲမစခင်မှာ Art of Universe The Way Rhythm ပွဲတွေကနေရရှိတဲ့ရမုံငွေတွေနဲ့ရောင်နီ Maryland Boston နဲ့ San Francisco ပွဲတွေကနေရရှိတဲ့ရမုံငွေတွေကိုမြေပြင်ကိုပို့ဆောင်ခွဲဝေမှုအကောင့်ထဲပို့ဆောင်မှုတွေကို အစတော်လင်းလင်းက slide show နဲ့ရှင်းလင်းပြောဆိုခဲ့ပါတယ် Zoom meeting ကနေတဆင့်အမြေပြင်ရဲဘော်တွေနဲ့ပြည်သက်တွေကိုအရင်ပွဲတွေကအတိုင်းမိတ်ဆက်ပေးခဲ့တာလည်းတွေ့ရပါတယ် Live in Florida ပွဲမှာ Sandia နဲ့ Keyboard Cody, Tio Emily, Bass Guitar နဲ့ Drum Codymo, Lead DBB ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချူချူဆမ်မကျေးဇူးတင်ပါတယ်ရှင်။